ကွားမြုံနယ်မှာလေကြောင်းရံကိုစိုးရိမ်စရာရှိသေးပေမဲ့လည်းသူများနေရာဒေသမှာရေရှည်ရပ်တည်နေထိုင်ဖို့အခက်အခဲတွေများစွာရှိနေတဲ့အတွက်ကွားမြုံနယ်ကစစ်ဘေးရှောင်တချို့ဟာနေရက်ကိုပြန်လည်ဝင်ရောက်လာကြတယ်လို့သတင်းရရှိပါရယ်။လေရင်နေနေ့တိုင်းဝဲနေပေမဲ့ရေရှည်ကြတော့ဘလို့မှသူများနေရာမှာအဆင်မပြေတော့ဘူးလို့စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကပြောပါရယ်။ အရင်ကထက်ဆိုင်ရင်တော့နည်းနည်းနေထိုင်လို့ရတဲ့အနေအထားတစ်ခုဖြစ်လို့ပြန်လာကြပေမဲ့စိုးရိမ်မှုတော့ရှိသေးတယ်လို့သူကဆိုပါတယ်။ရခိုင်စစ်ဘေးရှောင်နဲ့အေယာဝတီတိုင်းမှာခေတ္တစစ်ဘေးရှောင်နေတဲ့အချိန်တက်ဆိုင်ရာမြို့နယ်ရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုအာဏာပိုင်တွေကဒုက္ခရောက်နေသူတွေကိုကူညီရမယ့်အစားအဲ့စဉ်အကြောင်းပြပြီးငွေညစ်တာတွေလှောက်ဆောင်နေတာပါ။ ဒါအပြင်အေအေနဲ့ဆက်ဆက်တယ်လို့မတရားဆွဆွဲဖန်ဆီးပြီးထောင်ချတာကျေးရွာတွေမှာနေထိုင်ခွင့်မရအောင်ချင်းချောက်အနိုင်ကျင့်တာအသင်းအဓမ္မနှင်ထုတ်ပြောင်းရွှေ့မှုတွေနဲ့အလုတ်လုတ်ကင်ခွင့်တွေကိုပါပိတ်ပင်ထားတာတွေလည်းပြုလုပ်နေတယ်လို့ဒေတာကန်တွေကဆိုပါတယ်နိုဝင်ဘာ၂ရက်နေ့မှာဂွားမြို့နယ်အတွင်းကစစ်ဘေးရှောင် တချို့နေရပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး ULA ရဲ့အုတ်ချုပ်ရေးပိုင်းနဲ့ဒီလက်ကကုညီဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါဗျ။ ရခိုင်စစ်ပေးရှောင်အများစုဟာအေယာဝရီတိုင်းမှာစစ်ပေးရှောင်နေရတဲ့အချိန်စစ်ပေးရှောင်စခန်းလို့တတ်မှတ်ထားတဲ့နေရာမရှိတလောက်နေပါတာကြောင့်ဆွေမျိုးတွေအတိမိတ်ဆွေတွေရဲ့နေအိမ်တွေဖုန်ကြီးကျောင်းတွေစတင်ကျောင်းတွေမှာတဲခိုနေထိုင်ခဲ့ကြရတာပါရှင်။လေရင်တွေနေ့တိုင်းဝဲနေပေမဲ့ရေရှည်ကြတော့ဘလို့မှသူများနေရာမှာအဆင်မပြေတော့ဘူးလို့စစ်ပေးရှောင်အမျိုးသမီးတစ်ယောက်ကပြောပါရယ်။